main title ကတော့ Quran မှာပေါ်ပြတော့ဒီမှာတော့အများကြီးခက်ခါလာရှိလူ့ဘဝစီများကြောင်းဆိုပြီးတော့ကျွန်တော်ပေါ့တဲ့ main title တင်လာတာပေါ့နော်ဒီနေ့တော့ကာလမှာ Sunday 4ဘတ်ဆိုနေပဲလုပ်ပါမယ်နောက်ထပ်ဒီ Gazette Holiday နေ့ရက်ရှိတယ်ပေါ့နော်အဲ့ဒီနေ့ရက်မှာလည်းနောက်ထပ်ဒီကျမ်းမြတ် Quran ကိုဤပညာနဲ့သူ့ဘဝကိုရောက်လည်လာခြင်းဆိုတာကောင်းတယ်နဲ့ Sunday ဘဝလေးလောက်မှာဖြစ်ပါတယ်အဲ့တော့ဒီ Bus Sunday မှာကတော့ကျွန်တော်တို့တမန်တော်ကြီး Primary Islam ရဲ့တမန်တော်ကြီး Smile Islam ရဲ့ မန္တစားအစ္စလာမ်ရဲ့တမန္တလူအစ္စလာမ်ရဲ့ခေတ်ကာလမှာရှိတဲ့လူမှုဖွဲ့စည်းများအကြောင်းကိုကျွန်တော်တို့ဒီမှာဆရာကရတုတီတီဦးတင်ဝင်ဆရာအာလင်တီဗီဦးနေဝင်ကရတုတီတီဆရာဒူရုခေမောင်နဲ့အာလင်တီဗီဆရာခေအောင်မလာတို့ကဦးဆောင်ပြီးဆွေးနွေးပြီးမှဖြစ်ပါတယ်ကျွန်တော်တွေကတော့ဒီတစ်ပတ်ဆွေးနွေးပွဲရဲ့မော်ဒရေတာဖြစ်ဆောင်ရွက်ပြီးမှဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ပတ်ကဆွေးနွေးပွဲမှာဆိုလို့ရှိရင်ကျွန်တော်တမန္တလူအစ္စလာမ်အကြောင်းဆိုတော့တမန္တလူအစ္စလာမ်အကြောင်းဆိုတာအထက်ကိုလူအစ္စလာမ်ဖြစ်မှရှိတဲ့ လူအဖွဲ့စီပေါ့နော်သူရဲ့ OMS အကြောင်းကိုအဓိကထားပြီးပြောတယ်အဲပြီးတော့တမန်တော်ဟုဒ်အလစ္စလမ်နဲ့သူ့အဖွဲ့စီသူ့လူမှုအဖွဲ့စီကကောင်းမင်းအာပေါ့နော်အာမျိုးသားများအကြောင်းသူတို့ဖြည့်ဆည်းခြင်းထားရတဲ့အကြောင်းလေးပြောတယ်နောက်ပြီးတော့ဆွာလီအလစ္စလမ်နဲ့သူ့လက်လက်ထက်ထဲမှာရှိတယ်ဒီကောင်းမင်းဆဘုဒ်အကြောင်းပေါ့နော်ဆွေးနွေးခဲ့ကြတယ်ကျွန်တော်တို့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့တမန်တော်အီဘရာဟိမ်အလစ္စလမ်ရဲ့ခေတ်ကာလမှာရှိတဲ့လူမှုအဖွဲ့အစည်းများအကြောင်းကိုစတင်ပြီးဆွေးနွေးပေးဖို့အတွက်ဆရာကိုရာသူတည်တည်ဦးတင်ဝင်ကိုလေးစားစွာပြောပါရစေ။ ျွန်တော်တို့အဓိကဆွေးနွေးမဲ့ကောင်းစဉ်လဲကျွန်တော်တို့ပို့ပြီးပြညာထားပါတယ်เนาะကိုရအမဖော်ပြထားတော့တမန်တော်များဤခေတ်ကာလမှာရှိတဲ့လူအဖွဲ့အစည်းတွေအကြောင်းဆိုတော့တမန်တော်ကျွန်တော်ကတာဝန်ယူထားတာကတော့ပြောမယ့်အပိုင်းကိုတာဝန်ယူတာတမန်တော်အစ္စရာဟိရဲ့လူအဖွဲ့အစည်းပေါ့ဆိုတော့တမန်တော်အစ္စရာဟိအကြောင်းကြီးပဲကျွန်တော်ကတည်တံ့တင်ပြမှာမဟုတ်ဘူးတမန်တော်အစ္စရာဟိနဲ့ပတ်သက်ပြီးပဲပြောမှာမဟုတ်ဘူးပေါ့နော် တမန်တော်အစ်ဗရာဟင်ရဲ့ပတ်ဝန်းကျင်ပေါ့တမန်တော်အစ်ဗရာဟင်ဝေဖာကြည့်ပြီးနေတဲ့ဒေတာအဲ့ဒီခေတ်မှာရှိတဲ့လူအဖွဲ့အစည်းတွေကဘလို့အခြေအနေမျိုးလဲဆိုတာကိုရှာဖွေတင်ပြมาဖြစ်ပါတယ်ဆိုတော့အဲ့ဒီအရာတွေကကုရ်အန်ထဲမှာပါလားဆိုရင်မပါပါဘူးအဲ့ကျွန်တော်တို့ကတေချာဘောတမိုင်းဆိုင်ရာအချက်လက်တွေကိုကိုကာပြီးပြောရမှာဖြစ်ပါတယ်အဲ့တော့တမန်တော်အစ်ဗရာဟင်ရဲ့ခေတ်ကာလကကျွန်တော်တို့ ဟိုးဘက်ခေတ်ကိုပြန်တွားလိုက်မဆိုလို့ရှိရင်နှစ်ပေါင်းအဖြစ် BC လို့ခေါ်တာနော် BC 2000လောက်တွက်ကြမှာပေါ့နော်အဲ့ဒီကကဆူမေးရဲ့ယဉ်ကျေးမှုအကုန်ဘေဘီလိုဘေဘီလိုယဉ်ကျေးမှုအစလို့ပြောလို့ရပါတယ်အဲ့ဒီခေတ်မှာတမန်တော်အစ္စရာဟီရဲ့ခေတ်ကာလလို့ပြောလို့ရတယ်ဆိုတော့တမန်တော်အစ္စရာဟီကမွေးဖွားခြင်းနဲ့ဇာတိနဲ့အရင်ဇာတိကိုအရင်မိတ်ဆက်ပေးရမယ်ဆိုရင်တမန်တော်အစ္စရာဟီကဘေဘီလုံဒေတာအော်မျိုးလို့ခေါ်တယ် အဲ့ဘေဘီလုံဒေတာအိုမျိုးဆိုတာကအခုဘယ်မှာရှိလဲဆိုလို့ရှိရင်ဒီနေ့ချင်းမှာဆိုလို့ရှိရင်အီရတ်နိုင်ငံမှာရှိတယ်။ဆိုတော့နစ်ပေါင်းကိုစတရက်ချက်ကြည့်မှဆိုရင်လွန်ခဲ့တဲ့ BC 2000ဆိုလို့ရှိရင်အခုခရစ်တဂရီ2000ပဲပေါင်းလွန်ခဲ့တဲ့နှစ်ပေါင်း4000လောက်ကအကြောင်းကိုကျွန်တော်တို့ကပြောနေတာဖြစ်တယ်။ဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်း4000မှာရှိတဲ့တမန်တော်အိဗရာဟင်ရဲ့ခေတ်ကာလမှာရှိတဲ့လူအဖွဲ့အစည်း civilization ကို ိဖို့လည်းလိုပါအဲ့တော့တုနုဘွဲ့စီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီခေတ်ကာလတမန်တော်အစ္စရာဟင်ဘွေးဖွားတီးပြင်းတဲ့ဇာတိကဒီ Tigris နဲ့အဲ့ဒီ Iraq တန်ကပရိုမျိုးဆိုတာကဒီ Tigris နဲ့ Euphrates မြစ်အနီးဝန်းကျင်မှာရှိတဲ့လွင်ပြင်မှာသူတို့တွေကနေထိုင်ကြတယ်။လွင်ပြင်မှာနေထိုင်ကြတယ်ဆိုတော့အရင်ကဗမာနေလဲဆိုတော့အရင်ကတောင်ပေါ်ဒေသတွေမှာနေကြတယ်။တောင်ပေါ်ဒေသမှာနေရင်းနဲ့မှာ အဲ့ဒီ data ကဒီ Euphrates နဲ့ဒီ Tigris မြစ်နှက်တွေမှာရှိရဲ့မြစ်တွေကနစ်စင်ရေလွှမ်းမိုးမှုတွေဖြစ်တယ်ရေရေလွှမ်းတဲ့အတွက်ရေလွှမ်းပြီးရင်ပါလို့လဲဆိုတော့အဲ့ဒီကန်းဆက်တွေမှာနှုံးငယ်တွေကတင်ကျပ်လာတယ်နှုံးငယ်တွေတင်ကျပ်ပြီးတော့ねအဲ့တင်ကျပ်လာတဲ့နှုံးငယ်တွေပေါ်မှာသူတို့ကဒီစိုက်ဖြိုးရေးတွေပါတယ် လောက်တာပေါ့နော်မြင့်တွယ်ကနေပြီးတော့နစီးစင်းလာတယ်ရေကလည်းလုံတော့အကောင်းတဲ့အတွက်တောင်ပေါ် data သက်စာလာစာလို့ရှိလို့ရှိရင်တောင်ပေါ် data မှာရှိတဲ့လူတွေကမြင့်အောက်ကိုဆင်းလာတယ်ဒီလိုတွင်ပြင် data ကိုဆင်းလာပြီးတော့ ਨੇ စီးပွားရေးတွေလောက်ကြတာပေါ့နော် site ပြိုးရေးတွေငွေမြူရေးတွေလောက်ကြတယ်အဓိကသူတို့လုပ်တဲ့ site ပြိုးရေးကကြတော့ဘာလဲဆိုလို့ရှိရင်စွန်ပလွန်နေလဲ site ကြတယ်တခြားပေါက်ပဲတီးနှံနေလဲ site ကြတာပေါ့နော်မွေးမြူရေးကြတော့တိုးတွေစိတ်တွေကျွဲနွားတွေကို ဝေးလူကြတယ်အစိုက်ပြိုးရင်းနဲ့ဝေးလူရေရေကလည်းရတယ်တနစ်တခါရေကြီးရေရှမ်းဖြစ်တယ်နုံမြေတွေတင်ပြန်တယ်အဲ့ဒီရတယ်စိုက်ပြိုးရေးအားကောင်းတာပေါ့အဓိကထုတ်ကိုစိုက်ပြိုးရေးကနေဖြစ်ထွန်းတဲ့ကောက်ပဲတီးနံပြီးတော့ဂျုံနေမူရောစပါးတွေထွက်တာပေါ့နော်အဲ့ဒီဟာတွေကိုတို့ကရောင်းဝယ်ဖောက်သွားတယ်ဖောက်တာပေါ့အဲ့ဒီခင်မှရှိတယ်လူတွေကအဲ့တော့အဓိကထုတ်ကောင်ကပါလဲဆိုရင်စွန်ပလွန်တီးအဓိကရောင်းကုန်ဖြစ်ပြီးတော့ ਨੇ တာတခြားထုတ်ကုန်တွေကကြတော့ဘာတွေထွက်နေလဲဆိုလို့ရှိရင်တိုးမွေးတွေတိုးတွေကိုတို့တက်ပြီးတော့ねဒီအရေပြားတွေကိုပြီးပြီးတော့ねအမွေးတွေကိုအတုံးချပြီးတော့ねတိုးတရေနဲ့လောက်ထားတဲ့လုပ်ငန်းတွေကိုအကောင့်တွေပေါ်ကြတာပေါ့နော်လုပ်ငန်းတွေရှိကြတယ်အဲဒီကနေပြီးတော့ရက်ကန်တွေရက်ကန်တွေအဝတ်အစားတွေအဲ့ဒီခက်ကလူတွေဘယ်လိုဝတ်လဲဆိုတော့အဲ့ဒီတိုးတရေတွေကိုတခါလဲရလာတဲ့ဟာရက်ကန်တွေကနေလောက်ပြီးတော့ねဝတ်တဲ့အနေထားပေါ့နော်အဲ့ဒီခက်လူအဖွဲ့စီကြီး အဲ့ဒီထုတ်ကုန်တွေကိုပြီးတော့တို့ပတ်ဝန်းကျင်မှာပဲမဟုတ်ဘူး။ကုန်သွယ်မှုလုပ်ငန်းလည်းလုပ်တယ်။ကုန်သွယ်မှုလုပ်ငန်းကဘယ်သူနဲ့ကုန်သွယ်တာလဲဆိုလို့ရှိရင်အဲ့ဒီခေတ်မှာဒီမြင့်ဝမ်းတလျှောက်မှာရှိတဲ့မြစ်ကနေပွာလိုက်မယ်ဆိုလို့အိန္ဒုမြစ်ဝမ်းလို့ခေါ်တယ်။ဒီအိန္ဒုမြစ်ဝမ်းဟောအိန္ဒိယအထိပါပေါ့နော်။အဲ့အိန္ဒုမြစ်ဝမ်းတလျှောက်မှာရှိတဲ့အခြားဒေတာကလူတွေနဲ့ကုန်သွယ်တယ်။အဲ့တော့ကုန်သွယ်တဲ့အခါကျတော့အဲ့ဒီအခြားအိန္ဒုမြစ်ဝမ်းရဲ့ တခြားမှာရှိတဲ့အဟာတွေကိုပညာရှင်တွေကရှာဖွေလေ့လာကြည့်တဲ့အခါကျတော့အဲ့ဒီအိမ်နုမြင့်ဝန်တခြားမှာလည်းဟိုသူတို့အဆောက်အဦတွေကိုမလုပ်လဲဆိုတော့မာနဲ့လုပ်လဲမီးဖုတ်ထားတဲ့အုပ်တွေနဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦတွေလည်းရှိတယ်ပေါ့နော်အဲသူတို့လည်းစိုက်ပျိုးရေးတွေမွေးမြူရေးတွေလုပ်တယ်။နောက်အဲ့ဒီအိမ်နုမြင့်ဝန်တခြားမှာရှိတဲ့လူတွေကမလုပ်လဲမြင်းတွေပါလေနွားတွေကိုအတုံးချပြီးတော့လည်းဖလဲတွေပါသူတို့လုပ်တတ်လား လဲဆိုတော့လဲဘိန်းတွေကိုတီထွင်ပြီးတော့ねအဲ့လိုတွာလာနေကြတဲ့အနေအဆင့်ကြီးအရောက်ပေါ့เนาะအဲ့တော့ကအိန္ဒုမြင့်ဝန်တက်ရှောင်းနည်းနည်းလေးတော့နောက်ကျပြီပေါ့เนาะသူတို့ဟိုဟိုဆူမေရီယန်ယဉ်ကျေးမှုနဲ့ဒီအိန္ဒုမြင့်ဝန်နဲ့ပေါင်းပြီးတော့ねကုံွယ်ရေးတွေလောက်ကြတယ်အရိကလူတွေနဲ့လောက်ကြတယ်အဲ့တော့သူတို့မတုံးတာကဘာလဲဆိုရင်ခြေလက်နက်တွေပါတယ်တုံးနေပြီးဈေးတွေပါတုံးတက်လာဒီအိန္ဒုမြင့်ဝန်တက်ရှောင်းမှာရှိတယ်လူအဖွဲ့စီရဆိုလို့ရှိတယ် အဲ့အရိကတိုင်းပြည်နိုင်ငံတွေနဲ့ဒီဘက်ကတမန်တော်အီဘရာဟင်ကဒီဘက်မက်ဆိုပိုတေးမီးယားကဒေတာလူတွေနဲ့ပုံစံဖလှယ်တဲ့အဆင့်ထိရောင်းဝယ်ဖောက်ကားရေးတွေလုပ်ကြတယ်။အဲ့တော့အဲ့ဒီခေတ်မှာဘာသာစာပေကိုကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့အခုကျွန်တော်တို့ဘာသာစာပေစကားတွေတော့ပြောကြတယ်။အဲ့ဒီခေတ်ကလူတွေစကားပြောတယ်ဒါပေမဲ့စာပေကဘယ်လိုမျိုးလဲ။စာပေကဘယ်လိုမျိုးလဲဆိုတော့အခုကျွန်တော်တို့တည်တဲ့ကကြီးခခွေကငယ်ကကြီးအဲ့လိုရေးတဲ့စာပေမျိုးမဟုတ်ဘူး။ နော်အလစ်ပါတာစာဂျင်ဟာခါအဲ့လိုသကလုံးတွေစီပြီးရေးတာမျိုးမဟုတ်ဘူး ABDC အဲ့လိုမျိုးရေးပြီးပေါင်းစပ်ပြီးသကလုံးတွေနဲ့ပြောနေကြတာမျိုးမဟုတ်သူတို့စာပေကဘာလဲဆိုတော့အယုတ်စာပေလို့ခေါ်တယ်အယုတ်စာပေဆိုတာကသူတို့ကအယုတ်လေးတွေဆွဲလိုက်သိလားနွားစိန်နွားယုတ်တခုခုပြောကြည့်ရင်အဲ့ဒီအယုတ်နဲ့တင်ကေတာလောက်ပြီးတော့ねရှုံပြားတွေပေါ်မှာရှုံတွေကိုအဝိုင်းလေးတွေလုပ်မယ်ရှုံပြားတွေပေါ်မှာရှုံကပြောတဲ့အချိန်မှာဒီအယုတ်လေးတွေဆွဲဗျမ်းမတာမဟုတ်ဘူးเนาะသူတို့မှာ ဒီသူတို့ဆွဲလိုက်တဲ့ဒီအယုတ်ကအတိတ်ပဲရှိတယ်နော်အတိတ်ပဲရှိတယ်သတ်မှတ်ချက်တွေရှိတယ်အဲ့ဒါကိုသူတို့အချင်းချင်းနားလဲကြတယ်ဒီဟာလေးပေးလိုက်ပြီဆိုရင်ဒီမှာဗာရေးသားလဲဆိုတာကိုနော်အာအယုတ်လေးတွေကိုကြည့်ပြီးတော့နော်သူတို့ကအတိတ်ပဲတွေပေါ်ကြတာအဲ့ရှင်ပြားလေးမှာမလို့လဲဆိုတော့အယုတ်လေးတွေဆွဲမယ်ပြီးရင်နေလန်းလိုက်အရှင်ပြားလေးနေလန်းပြီးတော့ ਨੇ 6ပြီးမာတဲ့အခါကျရင် ਨੇ မိဖို့တွေထည့်လိုက်တဲ့အခါကျရင်မိဖို့တွေကနေဖုတ်လိုက်တဲ့ပုံမှာတော့တော်တော်မာပြီးတော့ ਨੇ တော်ရုံတော်ရုံမပြတ်စီဘူးအဲ့ဒါတွေကိုသူတို့ထိမ့်သိမ့်ထားတာပေါ့ เนาะအော်ကျွန်တော်တို့ငငယ်လုံးကဆိုရင်စတင်ရတယ်အုတ်ခတ်စွာမင်းစာကြောက်စာဘာညာဆိုပြီးတင်ရတယ်အဲ့ဒီယဉ်ကျေးမှုကနေပြီးတော့ねသစ်ဒီဘက်ဗမာပြည်ထိပါရောက်လာတော့အာရှယဉ်ကျေးမှုပေါ့အာရှယဉ်ကျေးမှုစီပေါ့ပူးဆက်လာတဲ့သဘောရှိတယ်အုတ်ခတ်စာတွေဘာတွေမှာဆိုလဲအဲ့လိုစာလေးတွေရေးတယ်ကျွန်တော်ဒီဘက်မှာဆိုရင်စတော့ရေးတဲ့အစဉ်ရောက်နေပြီဟုတ်ပြန်ခက်တို့ပါလို့ပေါ့เนาะဆိုတော့အဲ့လိုစာပေမျိုးကအဲ့လိုဘာသာစကားကစကားလုံးနေနဲ့မစီဘူးအယုတ်စာပေထွန်းကားခဲ့တယ်ခက်လို့ပြောလို့ရတယ်အုတ်ချုပ်ရေးကြတော့ အဲ့ဒီခင်မှာကြတော့ဒီအောက်ချုပ်ရေးဆိုပြီးတော့ ਨੇ တခါလဲနန်းတော်ကြီးအချီအဲ့လိုမဟုတ်ဘူးသူတို့ခင်မှာထွန်းကားတာဘာရာတရားထွန်းကားနော်ဘာရာတရားထွန်းကားတဲ့အခါကျတော့အဲ့ဒီဘာရာတရားထွန်းကားတဲ့အတွက်ဖရာเจ้าနေရှိတယ်ဖရာเจ้าနေကိုအကြီးကြီးဆောက်လုပ်ထားမယ်အမတန်ခံခဲ့တဲ့ဖရာเจ้าကြီးရဲ့ဝင်းထဲမှာဆိုလို့ရှိရင်စပကြီးတွေရှိမှာအောက်ချုပ်ရေးပုံနဲ့ကိုသူတို့ဖော်ထားတာအဲ့ဒီဖရာเจ้าဝင်းထဲမှာစပကြီးတွေထားပြီးတော့ ਨੇ အဓိကကဇဘာစားဖို့ စိုက်ပျိုးရေးလုပ်တဲ့အတွက်အဓိကထုတ်ကုန်လေတို့အတွက်အဲ့တော့အဲ့ဒါတွေကိုရောင်းရေးဝယ်တာလုပ်ဖို့အတွက်ရောင်းတဲ့ဌာနတွေပါအဲ့ဒီဖျားကြောင်းတွေမှာပါရှိနော်အဲ့ဒီဖျားကြောင်းတွေမှာရှိတဲ့ဒီဖုံးတော်ကြီးတွေကအဲ့ဒီအယောင်းဝယ်ကိစ္စတွေနောက်ဖျားကြောင်းမှာရှိတဲ့ပစ္စည်းပစ္စည်းတွေကိုငှားရမ်းတာတို့နော်ဖျားကြောင်းကလိုတယ်တို့စီကငှားတယ်ဆိုဒီဖုံးတော်ကြီးတွေကနေပြီးတော့နာဥဆောင်ပြီးလုပ်ပြီး ဲ့တော့တို့ရဲ့အာဏာကဘယ်ထိတက်ရောက်လဲဆိုလို့ရှိရင်ဒီဖျားเจ้าဝင်းအတွင်းမှာမဟုတ်ဘူးဖျားเจ้าရဲ့အပြင်ကိုထွက်ပြီးတော့လည်းလူတွေကအောက်ချုပ်တဲ့အဆင့်ထိရှိတယ်ဆိုတော့ဘယင်တပိုင်းနေပေါ့နော်ဘယင်ဘယင်အဆင့်ထိရှိတယ်အဲ့လောက်ထိဩဃအာဏာကြီးမာတယ်အဲ့လိုမျိုးဖရာကြောင်းတွေကိုအဲ့လိုဆောက်လုပ်ကြတယ်။ဖရာကြောင်းဘယ်လောက်ကြီးလဲဆိုရင်မျက်နှာစာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေကားကပေ150လောက်တော့ရှိတယ်။ပေ150လောက်ဒီလေကားရဲ့အမြင့်တွေ။ပြီးတော့အဲ့ဒီလေကားကိုချိုးပြီးတော့လည်းဘာလို့လဲ လေးတော့ပုံစံပဲတော်တော်များများလောက်ကြတယ်အဲ့ဒီခင်မှာဖခင်ကြောင့်လေးတော့ပုံစံအန်စာတုံးပုံစံတော့ဗောနော်အန်စာတုံးပုံစံလေးကိုဒီလိုမျိုးဘုံလေးတွေထပ်ထပ်ပြီးတော့ ਨੇ အလဲမှာအမိုးပွင့်အလဲမှာအမိုးပွင့်ပုံစံဖြစ်ဖြစ်ဖြစ်သွားတာဗောနော်အဲ့လိုပုံစံမျိုးတွေအများကြီးစောက်လို့ရတယ်အဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်တို့တွေကចောင်းတိုက်ရဲ့အပေါ်တက်အမိုးပွင့်နေရမှာအဲ့ဒီလူမျိုးတွေကဘာလို့လဲဆိုတော့အင်းလေလို့ခေါ်တဲ့ဒီလေဖခင်လေဖခင်တို့ကလေမုံတိုင်းတိုက်တဲ့အခါကျရင်အဲ့ဒီလေကိုကြောက်ပြီးတော့ ဖျားအဖြစ်တတ်မှတ်ထားတာပေါ့နော်အဲ့လိုမျိုးကိုးကွယ်တာလည်းရှိတယ်လေကိုကိုးကွယ်လေနတ်တာဘာနတ်တာအဲ့လိုလေဖျားကိုအန်လေလို့ခေါ်တယ်အဲ့ဒီခက်ကအန်လေဆိုပြီးတော့ ਨੇ သူတို့ရှစ်ခိုးပူဇော်ကြတယ်သူတို့ရဲ့ရှစ်ခိုးပူဇော်တဲ့ပုံစံကကြတော့ဘယ်လိုပုံစံမျိုးလဲဆိုရင်ရဲတိုက်ကြောင်းနေမှာအဲ့ဒီကျေးတော်တာတွေအဲ့ဒီရွာကလူတွေကရောက်လာပြီးတော့ ਨੇ သူတို့လူဖွဲ့ရာပစ္စည်းတွေကိုယူလာမယ်အဲ့တော့လူဘွားရပစ္စည်းဆိုတော့ဗာလဲစိတ်တွေတိုးတွေပေါ့နော်စိတ်တွေတိုးတွေကိုယူလာမယ်ယူလာပြီးတော့ ਨੇ ဖျားเจ้าမှာ ဖယားတခင်ကတနစ်ကိုတကြေရေလွမ်းမိုးမှုပြုတ်လာကြောက်ဖယားတခင်ကတို့ရဲ့ယုံကြည်ချက်မှာပါရှိလဲဆိုရင်ဒီဖယားတခင်ကတနစ်ကိုတခါရေကြီးပေးနေတယ်နော်အဲ့ရေကြီးပေးနေတဲ့အတွက်ပေါက်ပဲတိနေနေတာပေါက်ရောက်အောင်မြင်လာတယ်အဲ့ဒါကိုတယုတ်ပြဖို့အတွက်ဘာလို့လဲဆိုရင်ရေခရားထဲမှာရေခရားထဲမှာဘာလို့လဲဆွန်ပလွန်ရွက်အစိမ်းတွေကိုထည့်ပြီးတော့နေဘာလို့လဲဆိုရင်အဲ့ဒီဟာလေးကိုနာမည်ပေးလိုက်တယ်အတက်ပေးတစ်ပင်ဆိုပြီးတော့ ਨੇ သူတို့က အဲ့လိုမျိုးပူဇော်ပတ်တာပေါ့စိတ်ကိုတတ်ပြီးတော့ねအဲ့လိုပူဇော်ပတ်တဲ့အလေးထားနေねသူတို့ကသူတို့ရှစ်ခိုးပူဇော်ကြတာပေါ့နော်သူတို့ရဲ့ဆုတောင်းပတ္ထနာကဘယ်လိုပုံစံမျိုးလဲဆိုလို့ရှိရင်ပူဇော်ပတ်တဲ့လူတွေကဘယ်လိုဆုတောင်းမလဲမြေကြီးနဲ့တကွာမြေကြီးပေါ်မှာရှင်သန်စီပင်လျက်ရှိတော့တတ်ရှိတို့ကိုအစိုးရတော့အရှင်တခင်နဲ့လေတို့မဟုတ်ကောင်းကင်တို့မဟုတ်ပင်လယ်ကိုစိုးပိုင်တော်မူတော့အရှင်တခင်တို့ဤရှေ့တော်မှာပူဇော်ပတ်ပြီးရင်ရေလုံလောက်စွာရရှိပြီးဖြစ်၍ ခုံမျိုးတော်ကောက်ပဲတိနံတို့ကိုရိတ်တန်းရပါလို့ဤဆိုပြီးတော်ဆုတောင်းပတနာပြုကြတယ်။တခါထပ်ပြီးတော့ဘုရားသခင်ကမြေပြင်အလုံးစုံကိုနွမ်းမိုးစေရိတ်ပျက်စီချိန်မုံခဲ့ဘူးတော့ရေပင်းမျိုးမှကင်းဝေးရပါလို့ဤဆိုပြီးတော့ ਨੇ အဲ့လိုပူဇော်ပါတာဆုတောင်းပတနာမှုတွေပြုကြတာပေါ့နော်။အဲ့ဒါအဲ့ဒီခေတ်ကဆုတောင်းပတနာပြုတဲ့အလေးအထားနဲ့ပူဇော်ပါတာမှုအလေးအထားလေးကိုကျွန်တော်ဆွေးနွေးတင်ပြတာဖြစ်တယ် အဲ့တော့နောက်တစ်ချက်ကိုသင်ပြချင်တာကလူတင်မြုံနံတဲ့ဟာနဲ့တမလွန်ရဲ့ဘဝကိုယုံကြည်တဲ့ပုံစံမျိုးကိုယုံကြည်ချက်နဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးသင်ပြချင်ပါတယ်။အဲ့ဒီချက်မှာရှိတဲ့လူတွေကဘာလို့လဲဆိုလို့ရှိရင်တို့အိမ်လေးတွေစောက်ထားကြတယ်။အိမ်စောက်ထားပြီးတော့ ਨੇ တို့အိမ်ရဲ့လတာဆောင်လတာဆောင်ရဲ့အောက်မှာအဲ့ဒီတည်သွားတဲ့လူတွေကိုမြုပ်ကြတယ်။မြုပ်အပြင်မှာလည်းမြုပ်တာရှိတာပေါ့နော်။တော်တော်များများကတော့တို့အိမ်အောက်မှာပဲဒီ အိမ်အောက်ရဲ့အကျမ်းပြင်အောက်မှာပဲတို့တို့ဒီတည်တဲ့အလောင်းတွေကိုမကြခဏမြုပ်နှံလေးရှိတာပေါ့နော်တမလွန်ဘဝနဲ့ပတ်သက်ပြီးပေါ့ကျွန်တော်တို့အာကျွန်တော်တို့ဆိုရင်အာခေရပေါ့ဒီနေ့အခေါ်ပေါ့နော်ဆိုရင်အာဘီလူအခေါ်ဝန်းဆိုတော့ဒီမှာရှိတဲ့ဒီအခေရတမလွန်ဘဝကိုယုံကြည်တဲ့ပုံစံကပါလဲဆိုလို့ရှိရင်လူကောင်းပဲဖြစ်ဖြစ်လူဆိုးပဲဖြစ်ဖြစ်ကဘာမြေပြင်ရဲ့ဒီအပေါင်းတို့တဲမှာ နေရတဲ့အခါကျရင်နဲ့လူတွေကဘာဖြစ်လဲဆိုရင်စိတ်အားငယ်ပြီးတော့ ਨੇ တခါလည်းတိတယ်မလားဟိုတအားစိတ်အားငယ်တဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးကြီးတို့ဒီမှာယုံကြည်ချက်ရှိတယ်တည်ဆုံးသွားတဲ့လူတွေဟာအခုဘဝမှာအခုဘဝမှာ သူတုံးဆွဲခဲ့တဲ့ပစ္စည်းတွေရှိနော်သူကျွဲရင်းနွားတွေတုံးခဲ့မယ်နောက်သူ့မှာကျွန်နေလဲအဲ့ဒီခေတ်ကကျွန်ဖုံးကလေကျွန်စနစ်ရှိတဲ့အတွက်သူတထဲဆိုလို့ရှိရင်ကျွန်နေကိုသူခိုင်းစားမယ်ကျွန်နေလဲရှိတယ်အဲ့တော့ဒီကျွန်နေဒီဟာတွေကကြံနေတာပေါ့နော် တည်သွားတဲ့လူကသူ့အတူတည်သွားပြီအဲ့တော့ရဲ့ယုံကြည်ချက်မှာတမလွန်နဲ့ပတ်သက်တဲ့ယုံကြည်ချက်မှာ तू ကတကိုယ်နဲ့တည်သွားပြီဆိုရင် तू ဟိုဘက်ဘဝကိုရောက်ပြီဆိုလို့ရှိရင် तू တယောက်တည်းအထီးကျန်နေမယ်တယောက်တည်းဖြစ်နေမယ်အဲ့တော့ तू အဲ့လိုတယောက်တည်းဖြစ်မနေအောင် तू ဆက်လက်ခိုင်းစေလို့ရအောင်အဲ့ဒီကျုံဆိုရင် तू ကျုံကိုတက်လိုက်တခါတယ် तू ပိုင်တဲ့ကျုံကို तू နောက်ဘဝမှာ तू ဆက်လက်ခိုင်းလို့ရအောင်အဲ့ဒီကျုံကိုတက်ပြီးတခါတယ် तू ဂူတုမြုပ်နှံခဲ့တဲ့အဝမှာ ਨੇ တခါတည်းထားပစ်ခဲ့ ဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ကျွဲရင်နွားတွေဆိုရင်လည်းအဲ့လိုမျိုးတူပါပိုင်နဲ့ပိုင်တဲ့ဟာကိုတတ်ပြီးတော့ねအဲ့လိုဘူကမှထားခဲ့လိုက်တယ်အဲ့လိုမျိုးထားအဲ့လိုမျိုးတမလွန်နဲ့ပတ်သက်ပြီးတော့ねယုံကြည်ချက်ရှိဆိုတော့အဲ့ဒါတွေကိုဘလို့တိတာလဲလို့မေးလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းစာဖတ်ပြီးတိတာပေါ့နော်လုံးခဲ့တဲ့နှစ်ပေါင်း1400ကိတ်က4000ကကိစ္စကိုဘယ်လိုရှာဖွေတွေ့ရှိကြလဲဆိုရင်အခုကျွန်တော်တို့ဘေဘီလိုမြို့တော်လို့ခေါ်တဲ့ဒီအီရတ်ပုံမျိုးတွေပါလေကို 我讲那谁呀？一人嘛谁？谁来来开家了？哎，没有钱呀，谁好没有钱？你帮领导家娃来开，把路走的，面奥泰我问话嘞，面奥泰我问话嘞开。老板就在那边家去那个，俺那里下回拍照去，明天我都耍嘞，都来开家去。哎，早上不洗的，哎，去干了嘛？到那里哈来，我下回多洗几顿呢。昨夜边家伢呢，没得呢，天微热呢，啊，哎一天忙的罗没有多的，俺老边家伢没有呢，都是下回多洗几顿。 ဲ့တော့ကြောင့်မို့ဒီဒီခစ်မှာဒီလိုမျိုးတွေတုံးဆွဲပါလားဆိုတော့တို့တည်တယ်ဆိုတော့ဒီလိုခစ်ကာလမှာတမန်တော်အစ္စရာဟီရဲ့ခစ်ပေါ့နော်အာပူဇော်ပတ်သက်မှုတွေရှိတယ်နှစ်ယောက်ထူးအကြီးကြီးတွေထုလုပ်ပြီးတော့လည်းတို့ကိုးကွယ်စီးကပ်မယ်နော်အဲ့လိုတည်သွားပြီဆိုရင်လည်းတည်သွားတဲ့လူဘာပိုင်လဲအဲ့ဒီလူကိုတတ်တခါတဲ့သူတို့ခေါ်သွားတဲ့ပုံစံမျိုးတွေနဲ့အဲ့လိုထွန်းကားခဲ့တယ်ခက်ကလာအဲ့လိုအခြေအနေမျိုးမှာတမန်တော်အစ္စရာဟီကဘွေဖာတီးပြင်းနေတာပေါ့အဲ့ဒီအော်ဒေတာ ဆိုတော့တမန်တော်အစ်ဗြဟံဆိုတာကကျွန်တော်တို့အားလုံးသိကြတယ်ဂျူးဖြစ်လာမဲ့လူမျိုးဒီဘက်အုပ်စုတွေပေါ့နော်ပြီးတဲ့အခါကျတော့ဒီအာရဖြစ်လာမဲ့အုပ်စုတွေရှိတယ်တမန်တော်အစ်ဗြဟံရဲ့တားစဉ်တားဆက်တွေရှိတယ်အာတာတာမီတာလည်းရှိတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့ဂျူးတွေဖြစ်လာမယ်အဲ့ဒီဘက်ကနေပြီးတော့ဒီဘက်မှာဆိုရင်အစ်မိုင်လ်ဘက်ကနေဆိုရင်အာရဗ်တွေဖြစ်လာအမတန်မှဒီအာရဗ်တွေဂျူးတွေနဲ့ကိုအခရာအဓိကကြတယ် ပင်တန်ပုပ်ကိုကြီးလို့ပြောလို့ရတယ်တမန်တော်အိဗရာဟင်ကအဲ့ဒီခေတ်ကာလမှာအဲ့လိုမျိုးသူတို့တွေအားလုံးအဲ့လိုနတ်ယုတ်ထုတွေပိုးကွက်မဲ့အဲ့လိုမျိုးအနေထားရှိနေတဲ့အချိန်မှာတမန်တော်အိဗရာဟင်ကမလုပ်လဲဆိုလို့ရှိရင်သူတို့အားလုံးနဲ့မတူဘူးအမတားမစင်းသားပြေခေါ်တဲ့ကျွန်တော်တို့ပြောတဲ့ renaissance ဘာသာရေးကိုမေးခွန်းထုတ်နေတဲ့အချိန်ဖြစ်တယ်။ဟောဘာသာရေးကိုမေးခွန်းထုတ်ခဲ့တယ်တမန်တော်အိဗရာဟင်က ။တမန်တော်အစ္စရာအင်ကဘာသာရေးကိုမေးခွန်းထုတ်တယ်၊စင်ကျင်တုံးတက်မှုကိုလုပ်ခဲ့တယ်။အဲ့ဒီအတွက်ကုရ်အန်မှာလည်းပဲတမန်တော်အစ္စရာအင်နဲ့ပတ်သက်ပြီးဖော်ပြထားတာရှိတယ်။သူကဘယ်လိုမျိုးစင်ကျင်တုံးတက်လဲဆိုလို့ရှိရင်အဲ့ဒီလူဘွက်စီမှာအားလုံးအနေထားကအဲ့ဒါလို့နော်။အဲ့ဒီလူမျိုးအနေထားမှာမှာတမန်တော်အစ္စရာအင်ကကျမ်းတော်မြတ်ကုရ်အန်မှာဘယ်လိုဖော်ပြထားလဲဆိုရင် what is uh, ကျွန်တော်မြတ်ကုရ်အန်စူလာ6အာယတ်နံပါတ်85မှာ what is call of อิบรอฮีมลิอบีตะเชงอ่ะโหตะคากะบ่เนาะอิมตันจาญองเนี่ยအခြေအနေတစ်ခုကိုပြောမယ်ဆိုရင် is နဲ့ပြော is all of ibrahim ibrahim ကပြောခဲ့ li abihi ဘဒုကိုလဲသူ့ရဲ့ဖခင်ကိုပြောတယ်တဲ့ဘဒုလဲသူ့ရဲ့ဖခင်က azad atatta ke du asnama aliha ဒီရုပ်ထုတွေပေါ့နော်သူတို့ကိုးကွယ်တဲ့ဒီရုပ်ထုတွေကိုထုတ်တဲ့ဟာတွေကိုတဲ့ကိုးကွယ်ရ နော်အာလီဟတ်ပိုးဝယ်ရည်လှုပ်ထားကြလားတဲ့အင်းဒီအရာကဝကောမကဖီဒွလာလေမူဘီတမန်တော်အစ်ဗရာဟင်ကပြောတယ်ကျွန်တော်ကတဲ့အဖေးကိုအသင်ကိုနော်အဖေရောအဖေရဲ့လူမျိုးစုတွေကိုပါတဲ့ဒေါ်လာနဲ့တည်းမှာမြင်နေတယ်လမ်းလွှဲနေတာတော့တဲ့ဒီလိုမျိုးဟိုကိုလက်နဲ့ကိုထုတ်ပြီးတော့နဲ့ကိုကကိုပြန်ပြီးတော့နဲ့ဥချနေတဲ့ ဟာတွေဟာတဲ့လမ်းလွဲနေတယ်ဆိုပြီးတော့တမန်တော်အစ်ဗြဟင်ကစပြီးတော့ ਨੇ သူ့ကိုမွေးဖွားခဲ့တဲ့အဖေကိုစပြီးပြောတယ်ကျွန်တော်တို့ဆိုရင်ဒီဘက်ခင်မှာဆိုရင်အကြီးကျယ်ပြဿနာတက်ပါတမန်တော်အစ်ဗြဟင်အဲ့ဒီခင်မှာအဲ့ဒီခင်မှာလည်းပဲအဲ့လောက်ထုံကားခဲ့တာအဲ့လောက်ထိပြောလို့မရတမန်တော်အစ်ဗြဟင်အဲ့လိုအခြေအနေမျိုးကိုပြောခဲ့ဝါကဇာလီကနူရီယာအစ်ဗြဟီမမလကူတသမာဝတိဝလအာဝလီယကူနူနာမင်းလ်မူကီနီ ။အော်အလရှိမြတ်ကဘာပြောလဲဆိုရင်ဝကဇာလီကအိနီအတိုင်းပဲတဲ့နူရီယာအစ်ဘရာဟိမ်တမန်တော်အစ်ဘရာဟိမ်ကိုအလရှိမြတ်ကမြင်တယ်။မလကူတသမာဝတိဝလ်အာရ်အပ်သမာဝတိဝလ်ဝလီယကူဝလီယကူနူနာမင်နလ်မုကီနီတမန်တော်အစ်ဘရာဟိမ်ကဒီလိုစဉ်းစားပြီးစဉ်းစားလာတဲ့အခါကျတော့အလရှိမြတ်ကနေအကူအညီပေးတာပေါ့နော်။တမန်တော်အစ်ဘရာဟိမ်ကလင်းနဲ့စွာတောက်ဝင်ယုံကြည်သူတဲမှာ အပါအဝင်ဖြစ်စေဖို့အတွက်အလာရှင်မြတ်ကအစ္စရာဟင်ကိုပြတာတော်မူတယ်သူကဘလောက်ထိဒီစัจ java လာနူရီယပြတာတော်မူတယ်ငါရှင်ပြတာတော်မူတယ်သမာဝတ်နဲ့အဘူအလာရှင်မြတ်ပိုင်ဆိုင်ကြောင်းကိုပြတာတော်မူတာပေါ့နော်အဲ့တော့တမန်တော်အစ္စရာဟင်စဉ်းစားတဲ့ပုံစံလေးကိုအာရက်တွေမှာဆက်ပြီးပြောပြတယ်ဖလမ်မာဂျန်နာအလာဟီလိုင်ဂျမ်ဘမှာတဲ့ညရောက်တဲ့အခါမှာတဲ့နော်ညကညက ညရောက်လာတဲ့အခါမှာညကဖုံးလွှမ်းသွားတဲ့အခါမှာရအာဆိုတာကသူမြင်ရတာပေါ့နော်ကောက်ကပ်ဆိုတာကျဲတလုံးကိုမြင်ရတယ်။ call အဲ့တော့တမန်တော်အစ်ဗြဟင်ကပြောတယ်ဟာဇာရဘီအော်ဒါကငါငါရဲ့အရှင်ပဲတဲ့နော်ငါကိုးကွယ်ရမယ့်အရှင်ပေါ့နော် call ဟာဇာရဘီငါရဲ့အရှင်ပဲ falamma afala qala la uhibbu afili မကြောက်ခင်မှာပဲဒီကျဲတာရကြီးကပျောက်သွားတယ်။ပျောက်သွားတဲ့အခါကျတော့တမန်တော်အစ်ဗြဟင်ကပြောတယ်အာဒီလိုပျောက်ကွယ်သွားတဲ့အရာကောငါမနစ်မြုပ် ော်ဒါသူ့ရဲ့ကိုးကွယ်ရမဟုတ်ဘူးပေါ့သူစဉ်းစားတယ်ပြီးတဲ့အခါမှာဖလမ်မာရာအကမထိုနီတူဆိုပဲညမကြတော့ဘာမြင်လဲဆိုတော့လကိုမြင်ပြန်ရောဘာစီကန်တောက်ပသွားနဲ့ထုံးလင်းတောက်ပနေတာကိုတမန်တော်အစ်ဗရာဟင်ကမြင်တယ်အဲ့ဒီခါကျတော့ဆက်ပြီးပြောတယ်အော်လာဟာဇာရဘီဒါငါရဲ့အရှင်ပဲနော်ငါကိုးကွယ်ရမယ်အရှင်ပဲဆိုပြီးလရဲ့လင်းဝင်တောက်ပမှုကိုတီးပြီးတော့ ਨੇ သူပြောတယ်ဖလမ်မာအဖလာနော် အဲ့လကလည်းပဲပြောက်သွားတဲ့အခါမှာကောလာသူပြောတယ်လအစ်လမ်ယာဒီနီရဘီလာလအကူနန်နာမင်အလ်ကောမ်ဇာလီနော်သူ့ကိုပြုစုပြောတော့ねအရှင်ကလာသူ့ကိုလမ်းမပြဘူးဆိုလို့ရှိရင်တဲ့သူဒလွာလက်ထဲမှာရောက်တော့တယ်သူအဲ့လိုမျိုးကြီးသွားတယ်နော်သူ့ကိုလမ်းမပြဘူးဆိုရင်နော်ဒီဒီဟာကိုသူတေချာဘောကိုကိုယ်မယ် ဘာလို့ကိုးကွယ်မလဲကြံတဲ့လူတွေလည်းအဲ့လိုမျိုးပဲကျဲတားရတယ်ကိုးကွယ်တယ်နားတွေကိုကိုးကွယ်တယ်စောစောကကျွန်တော်လေနတ်ဖရာဆိုပြီးပြောတော့လေကိုကိုးကွယ်တယ်အဲ့လိုမျိုးပေါ့နော်ဖလမာရာအရှမ်စ်ဖလမာရာအရှမ်စ်နေကိုတွေ့တဲ့အခါကျတော့ဘာစင်တောက်ပါသွားထုံးလင်းတောက်ပါနေတာကိုတွေ့တဲ့အခါကျတော့ကောလာတမန်တော်အီဗရာဟင်ကထပ်ပြီးပြောတယ်ဟာဇာရော့ဘီတဲ့တန်ခါရဲ့အရှင်လေဆိုပြီးတော့ ਨੇ ပြောတယ်နော်ဟာဇာအက်ဘာ ီတစ်ခါကျတော့သူကဘာပြောလဲနေကျတော့အမတန်အားသာအကြီးဆုံးပဲစောစောကတေးသေးလေးလာဆိုတာတေးတယ်ချက်တာတေးတယ်နေကြီးကကြီးတဲ့ခါကျတော့အကြီးဆုံးအရှင်ပဲဆိုပြီးပြောတယ်ဖလမ်မာရတ်ဖလမ်မာရတ်ရှမ်ဆာဘာဇလာဟာဟာဇာအကဘာဖလမ်မာအဖလတ်အနေနဲ့ပြတ်သွားတဲ့အခါကျကောလာယာကောအင်းနီဘရီအူမင်မာတူရှိရီကူအဲ့ဒီခါကျတော့ तू ကတို့တူပြောတာမဟုတ်တော့နော်အဲ့ဒီမှာအာရက်ကိုရေးထားတဲ့ပုံစံဖလမ်မာရာအာ ဖလမ်မာအဖလတ်ကောလာယာကောင်သူကသူ့အမျိုးသားတွေကိုပြောတာသူလူအဖွဲ့စီကိုသူပြောတာယာကောင်အိုးအမျိုးသားပေါင်းတို့နော်အင်နီဘရီဟွန်ဘင်မာတုရှရီကူမင်းတို့ရှရစ်လုံနေတဲ့အရာနဲ့ငါနဲ့မပတ်ကပ်ဘူးမင်းတို့ရှရစ်လုံနေတဲ့အရာငါရှရစ်မလုံဘူးဆိုလိုတာကအဲ့ခင်မှာရှိတဲ့ဒီအာရက်ကိုတုံးတက်ကြည့်ရင်နေကိုပိုးကွယ်တဲ့အုပ်စုရှိတယ် လာကိုကိုကိုရဲအုပ်စုရှိတဲ့ကြဲတာရတဲ့ကိုကိုရဲလေးကိုတက် လေမုန်တိုင်းတိုက်တယ်ကြောက်တယ်အစကြာရင်သူတို့ကရှစ်ခိုးလိုက်တဲ့အခါကျရင်လေမုန်တိုင်းကငြိမ်သွားမယ်အဲ့လိုခံခံယူချက်တွေနဲ့ဟာနော်အဲ့လိုမျိုးကိုကိုရဲစီးကြကြတာပေါ့နော် ပြီးတဲ့အခါကျမှနော်ငါအဲ့ဒီအခါကျမှမင်းတို့ရှစ်ခိုးနေမင်းတို့ရှစ်ရက်လုံနေတဲ့အထဲမှာငါမပေါဘူးမင်းတို့ကဒီအရာကိုရှစ်ရက်လုံနေတာတူလူအဖွဲ့ကြီးသူပြောတယ်ပြီးတဲ့အခါကျတော့အင်နီဝဂျာတူဝဂျာဟီယာလလဇီဖတ်တာစမာဝါဒီဝလ်အာရ်ဟနီဖန်ဝမာအနာမင်နယ်မုရှရီကီအဲ့တော့ဒီတဘာဝကျွန်တော်တို့ခေါ်တဲ့တဘာဝပေါ့အလာရှင်မြတ်ကစီမံထားတဲ့အရာဘက်ကိုပဲသူကအစ်ဘရာဟင်တမန်တော်အစ်ဘရာဟင်ကညံ့တာလက်ပြီးတော့နော်အဲ့ဒီဘက်အဲ့ဒီအရှင်ကိုပဲသူက ပိုးကွက်စီးကပ်မှာပေါ့နော်အားထားမယ်ဆိုပြီးတော့ ਨੇ သူကိုသူချိန်ညာတယ်အင်ဒီဝဂျာတူဝဂျီယာလီလဇီဖတ်ရစမာဝတ်တီဝလ်တဟနီဖာဝမာအနာမီနန်မုရှိရီမုရှိရီတဲ့မှာမပါဘူးရဲ့ဆိုတော့ဒီကနေပြီးတော့ ਨੇ မတိရလဲဆိုရင်တမန်တော်အစ္စရာဟင်နဲ့သူရဲ့လူအဖွဲ့စည်းမှာဖြစ်ခဲ့တဲ့အပြန်အလှန်ပေါ့နော်နောက်ပိုင်းမှာမှဒီတမန်တော်အစ္စရာဟင်ပညာပေးမဲ့ကိစ္စတွေရှိတာပေါ့နော်နတ်ဖရားတွေကိုဘလို့စီမံလဲဆိုတော့တမန်တော်အစ္စရာဟင်ရဲ့ဉာဏ်ပညာတွေကိုနောက်ဆရာတွေကသူတို့ ပြောမှာဖြစ်တဲ့အတွက်ကျွန်တော်ခြံလိုက်ပါမယ်အဲ့တော့ကျွန်တော်တီးရပါကတမန်တော်အီဗရာဟင်နဲ့တူလူအဖွဲ့စီကအဲ့နတ်ရုပ်ထုကြီးကိုကိုွယ်တယ်ကျွန်တော်စိုက်ပျိုးရေးတွေနဲ့စိုက်ပျိုးရေးဒီဘာတွေကိုလည်းလောက်ကင်ခဲ့တယ်သူတို့ရဲ့တောက်ဝင်တမန်ဝန်ကိုတောက်ဝင်ယုံကြည်တဲ့ပုံစံတွေလည်းပြောခဲ့တယ်ဆိုရင်ကျွန်တော်တို့ကတော့ဒီခေတ်ရလူအဖွဲ့စီအကြောင်းကိုအနည်းငယ်သိရှိနားလည်သဘောပေါက်မယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်အနေနဲ့တင်ပြမှုတွေဒီမှာပဲရှင်းလိုက်ပါတယ်